ုံမောလာပါတဲ့တာဖြစ်သူကြောင့်ရောက်လျာမှာရောက်ခမကြီးလို့ခေါ်ခဲ့နေရတဲ့နေ့ထက်လေအလုံးမင်းမင်္ဂလာပါဆယ်ဒီတိုင်းယူပေးကနေပြန်လေးကြိုဆိုလိုက်ပါရီမြန်မာနိုင်ငံရုပ်ရှင်လောကမှာရခိုင်လူမျိုးနုပညာရှင်တွေလည်းရှိပြီးတော့နေထလင်းကလည်းရခိုင်တိုင်းရင်းသားတယောက်ဖြစ်ပါရီနေထလင်းကမြန်မာရုပ်ရှင်လောကရဲ့အရှင်မင်းသားကြီးဖြစ်တာကြောင့်မြန်မာဂျကီချန်ဆိုတဲ့နာမည်ကိုပေးထားကြပါရီကယ်ဒမီနဲ့ဝေခဲ့တဲ့မင်းသားကြီးဖြစ်ပေမဲ့လည်းဘီယိုခစ်မှာတော့သူ့ကိုကြော်နိုင်တဲ့မင်းသားကမရှိသလောက်ရှာပါခဲ့ပါရီသူခစ်ခါတော့ကအောင်မြင်ခဲ့တဲ့မင်းသားဖြစ်တဲ့နေထလင်းဟာအရှင် ုံးကတော့ဇလန်းပေါင်းများစွာကိုရိုက်ကူးခဲ့ပေမယ့်အခုချိန်မှာတော့ဇက်ကားတွေမရှိုက်တော့ဘဲရှနာထားပြီးဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့သားနှစ်ယောက်ဖြစ်တဲ့ထက်လင်းအောင်နဲ့ကျော်နေလင်းတို့ကတော့အမှုပညာလောကတွေကိုခြေလန်းစတင်လက်နေပါပြီ။ချောမောခံရတဲ့ဖခင်ဖြစ်သူနေထက်လင်းနဲ့တူတာကြောင့်သားနှစ်ယောက်လောက်ကလည်းချောပြီးတော့ဖြောင်းပါတယ်။သားငယ်ဖြစ်တဲ့ကျော်နေလင်းကကျညာတစ်ခုကိုစတင်ရှိုက်နေပြီးတော့မိဘတွေကလည်းပြေဝအားပေးကြပါတယ်။နေထက်လင်းကအမှုပညာလောကထဲမှာရက်တိကဲတုန်းကမမှန်ကန်ကန်နေခဲ့တဲ့တွေအခြားသောမိတ်ဆွေတွေကလေးစားကြပေး ကျောင်းနေလင်းကိုလည်းလက်တွဲခေါ်ကြပါရယ်။တချိန်ကလေးကြီးဖြစ်ခဲ့တဲ့နေချယ်လင်းကတော့သူသားကိုမိတ်ဆွေတွေကလက်တွဲခေါ်တာမြင်ပြီးတော့ဝမ်းသာအားရနေသူပါ။ဖေသူသားဖြစ်တဲ့ကျောင်းနေလင်းဟာခနာကိုတောင်တင်းတဲ့ရုပ်ရည်ကယောက်ျားပီသားလာကြောင်းသူ့ကိုသဘောကျတဲ့မိန်းကလေးတွေကလည်းဝဲဝိုင်းနေနေကြပါရယ်။ဒါကြောင့်နေချယ်လင်းကိုသွားလျာမှာရောက်ခမကြီးလို့ခေါ်နေကြပြီးတော့အဖေတယောက်လိုခန်းစားရတယ်လို့တောင်မှစောင့်နောက်နေကြပါရယ်။ကျောင်းနေလင်းကလည်းဖခင်ဖြစ်သူလို့ပဲအရှင်ကားတွေရိုက်ရတာဝါသနာပါပြီးတော့အဖေစီကနေလည်းပညာကိုသိယူထားပါရယ်။ ဒီနေ့ခေတ်မှာတော့အရှင်ကားတွေရှားပါလာပြီးတော့ကျွန်နေလင်းသာအရှင်ကားရိုက်ဖြစ်ခဲ့ရဲ့အခြားစကားတွေနဲ့မတူဘဲနဲ့ကွဲထက်နေမှာပါ။ အရှင်ကရိုက်တဲ့ကုတ်ကြစိတ်များတာကြောင့်ရိုက်ကူးမှုတွေနေသွားပြီဖြစ်ပေမယ့်ကျုံနေလေးကအရှင်မင်းသားဖြစ်လာခဲ့ရတဲ့အောင်မြင်မဲ့မင်းသားတယောက်ဖြစ်ပါရည်မြမအရှင်မင်းသားစစ်စစ်ကြီးတွေလည်းအရှင်ကားတွေနဲ့ဝေးလာရှင်ကနေအချို့ကလည်းရှင်းနာသွားကြပါရည်ကျုံနေလေးကပညာရေးမှာမပြီးသေးတာကြောင့်ဆက်လက်သင်ယူနေဆဲဖြစ်ပြီးတော့သူဝါသနာပါတဲ့အနုပညာလောကအလုံးနဲ့တွဲလုံနေပါရည်ဒါတွေကဝါသနာပါတာကြောင့်မိဘတွေကလည်းမြေတောင်မြောက်ပေးပေးသူတို့ရင်းနှီးတည်ကြွမှုတွေဝိုင်းရည်တယောက်ဆောင်ကြီးတွေထံမှလည်းတားတွေကိုအပ်ထားပါရည်နေချက်လေးက ဝိုင်းရဲ့မင်းသားကြီးဖြစ်ပေမဲ့လည်းတားရီကိုအောက်ခြေကနေပညာကိုတည်ယူစေပြီးတော့ရုပ်ရှင်ဇာတ်လမ်းတွေရိုက်တဲ့နေရာမှာလွယ်တဲ့နေရာရှိရင်ခေါ်ယူရိုက်ပြီးဖို့လည်းတောင်းဆိုထားပါရီတပည့်လေးဖြစ်ရခိုင်သားချင်းလေးဖြစ်တဲ့နေတိုးထံမှာလည်းပညာရီတည်ယူဖို့အတွက်အပ်ထားပါရီနေထက်လင်းကဝိုင်းရဲ့တယောက်ဆောင်ကြီးတယောက်ဖြစ်ပေမဲ့လည်းမမနာရီမထားဘဲနဲ့တားရီကိုအောက်သက်ကြီးအောင်စူးစမ်းပေးနေတဲ့ဖခင်တို့ဖြစ်တယ်လို့တားရီကလည်းစူးစမ်းကြပြီးတော့ဖခင်ရဲ့စကားကိုလည်းလိုက်နာကြပါရီအရွယ်ရောက်လာတဲ့တားရီကလည်းလူကျောရီဖြစ်နေပြီးတော့တားရီကြမျက်နှာပွင့်နေရပါရီ သူ့ကိုရောက်ခမကြီးလို့ခေါ်တာမှစိတ်မဆိုးပဲတားရီကိုချစ်ပေးကြတာမလို့ဝမ်းသာနေပါရီနေချက်လင်းကတော့အသက်အရွယ်လေးရှားပြီဖြစ်လို့အရှင်တို့ကလို့အရှင်ဆက်ကားတွေကိုမရှိုက်ကူးတော့ပဲစာအုပ်ဖတ်လိုက်တက်ပင်စားလိုက်တရားဘာဝနာပွားများလိုက်နေပဲအချိန်ကိုကြိုးရှိရှိသုံးချနေတာဖြစ်ပါရီသူကိုယ်တိုင်မလုပ်နိုင်တော့တာမလို့ဝါသနာပါတဲ့တားရီကိုပဲပြောထောင်ပေးနေပါရီနေချက်လင်းရဲ့တားရီကအရှင်ဆက်ကားတွေရှိုက်ကူးရင်အားပေးမှလားဆိုတာကိုမမပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုပါပေးခဲ့ကြတဲ့အတွေ့အလို့ကိုကျေးဇူးတင်ပါရီ